အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မှတ်တမ်းရုပ်ရှင်အဖြစ်တွေ့ရတော့မဲ့ Hotra ကသတင်းနဲ့အတူပန်းထားတဲ့ token တွေကိုဘွာတေးလုပ်ပြီးပြန်ခေါ်လို့ရာယူလာသတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ season တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ပထမတော့ဘုံအနေနဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တွေ့ရတော့မဲ့ အထရာဂဲရဲ့သတင်းကိုတင်ဆက်ပေးစီမှာ2024ခုနှစ်အတွင်း means တွေအကြောင်းပြန်ပြောရမယ်ဆိုရင်တော့ hot truck ရဲ့အကြောင်းမပါမဖြစ်ပြောရမှာဖြစ်ပါတယ်။ street interview တစ်ခုမှာလိမ်မိုင်းဆိုင်ရာဗန်စကားအသစ်တစ်လုံးဖြစ်တဲ့ hot truck ကိုအမှုအရာဟန်ပန်နဲ့တေချာလုပ်ပြခဲ့တာကြောင့်နာမည်ကြီးသွားခဲ့ရာကနေတဆင့် Haley Wash ကတော့ hawk ဆိုတဲ့နာမည်နဲ့မီးခွိုင်ထုတ်လာနိုင်တဲ့အသည့်အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့မီးခွိုင်ထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ hawk token ကိုကြိုတင်ထုတ်ရောက်မှုနဲ့ဆွဆွဲခံခဲ့ရပြီး hot token ဈေးကလည်းထိုးစင်းသွားခဲ့ပါတယ်။ Bybit Maps ရဲ့အဆိုအရတော့ hot token supply ရဲ့66ရာခိုင်နှုန်းကို wallet ပေါက်285ခုက token launch မလုပ်ခင်အချိန်မှတည်းကထိန်းချုပ်ထားခဲ့တာဖြစ်ပြီး token ထွက်လာပြီးတဲ့အချိန်ဈေးတွေတက်သွားတဲ့အချိန်မှာတော့ဒီ wallet တွေအားလုံးနေပါတဲ့က token တွေကိုထုတ်ရောင်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ါပေမဲ့ Wash ရဲ့ team ကတော့သူတို့ရဲ့ token ဝေစုကိုထုတ်ရောင်းခဲ့တာမျိုးမရှိသလိုအခြားဘယ်သူကမှကြိုပေးထားတာမျိုးမရှိကြောင်းတုံ့ပြန်ခဲ့ပေမဲ့ဈေးအတက်မှာ hot token တွေဝယ်မိသူတွေကတော့ Wash နဲ့အဖွဲ့ကိုတရားစွဲခဲ့ပါတယ်။အခုအချိန်မှာလဲ Wash တို့တရားရင်ဆိုင်နေရတော့ဖြစ်ပေမဲ့ hot dragon အကြောင်းဖြစ်ကြောင်းကိုယ်စဉ်ကိုမှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးတော်မှာဖြစ်ပြီး celebrity token တွေရဲ့အနေအကျင်းမပုံကိုမိမောင်းထုတ်ပြသွားမယ်လို့မျှော်မှန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဘန်ထားတဲ့ token တွေကိုဘွားတေးလုပ်ပြီးပြန်ခေါ်လို့ယာယူလာသတင်းကိုတက်ဆက်ပေးကြပါတယ်။ crypto.com ကတော့မိစမွေးနေပြန်ပါပြီ။ crypto industry မှာဘန်လုပ်တဲ့ဆိုတဲ့စကားလုံးကိုရင်းရင်းနှီးနှီးကြားပူးကြမယ်လို့ယူဆပါတယ်။လောလောကူကူပြောရရင်တော့ token supply တွေကပမာဏတစ်ခုကို wallet အသေးတစ်ခုတည်းကိုပို့လိုက်ပြီးဘယ်သူမှသုံးမရတော့အောင်လုပ်ပစ်လိုက်တာမိရှုဖြက်စီးပစ်လိုက်တယ်လို့မျိုးလုပ်ပစ်လိုက်တာကို token ban တယ်လို့သိကြပါတယ်။ crypto.com က2022ခုနှစ်ဖေဖော်ဝါရီလမှာတော့ CIO token ဘောင်း 80ဘီလီယံကိုဘန်းပစ်ခဲ့ပြီးတော့သမိုင်းတလျှောက်မှာအကြီးဆုံးတိုကင်ဘန်းအဖြစ်မှတ်တမ်းဝင်သွားခဲ့သလို CIO main နဲ့အတွက်အပြည့်အဝဗဟိုထိတ်ချုပ်မှုမဲနိုင်ဖို့အတွက်ရည်ရွယ်ကြောင်းလဲဆိုခဲ့ပါတယ်။ဒါပေမဲ့ blockchain ဆိုတော့တူဖြစ်တဲ့ ZXPD ကတော့ crypto token ကဘန်းထားပြီးသား CIO token 80ဘီလီယံကိုမကြာသေးခင်ကပြန်ဖို့ယူခဲ့ပြီးတော့ supply နဲ့ကိုပြန်ထည့်ခဲ့ကြောင်းဆိုထားပါတယ်။ဒီလိုမျိုးဘန်းထားပြီးသား token တွေကိုပြန်ဖို့တာက ။ cryptocurrency တမိုင်းမှာတော့ဒီတစ်ခေါက်ကပထမဆုံးအထင်ကရဖြစ်ရတဲ့ခုဖြစ်ပါတယ်။သက်ဆိုင်ရာ token အပေါ်မှာလည်းယုံကြည်မှုတွေကျဆင်းစေပါတယ်။အထူးသဖြင့် decentralization ကိုရှေးရှုပါတယ်လို့တွင်တွင်ပြောပြီးတော့ဘန်ခဲ့တဲ့ token တွေကမှပြန်ယူတာကကျင့်ဝတ်နဲ့မညီရာကျသလို supply နဲ့ပြန်တိုးလာတဲ့အတွက် token ရဲ့တန်ဖိုးကိုလည်းထိခိုက်လာနိုင်ပါတယ်။ ZXPD ကတော့ဒီလောက်ရဲ့ကြောင့် crypto.com ကို scam token အဖြစ်သမုတ်လိုက်ပြီးတော့ crypto.com ရဲ့ CEO ကိုလည်းဝေဖန်ထားပါတယ် crypto.go CEO ကတော့အရင်ကဘန်းထားတာက CIO ကိုခုခံကောက်ွယ်ပေးဖို့လုပ်ခဲ့ရတာဖြစ်ပြီးအခုအချိန်မှာတော့ US အစိုးရအသစ်လက်ထက်မှာ crypto အပေါ်စစ်ပွဲလဲပြီးသွားပြီဖြစ်တာကြောင့်အောင်မြင်ဖို့အတွက် community လိုချင်တဲ့အရာကိုထောက်မြင်ရာဆွန့်ပြီးလုပ်ပေးရမှာဖြစ်ကြောင်းသုံးပြန်ထားပါတယ်။ဆိုလိုချင်တာကတော့ CIO တွေကို supply နဲ့ပြန်ထည့်တာက community ရဲ့မဲခွဲဆုံးဖြတ်မှုအရာလုပ်ပေးရတာဖြစ်တယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ဒါပေမဲ့ Quiet Telegram website ရဲ့အဆိုအရဆိုရင်တော့ crypto.com ရဲ့ blade data rate က blockchain ရဲ့ voting power 80ရာခိုင်နှုန်းအထိကိုထိန်းချုပ်ထားကြောင်းသိရတာကြောင့်ဆုံးဖြတ်ချက်တစ်ခုခုအတွက်မဲပေးတဲ့အခါမှာ crypto.com ဖြစ်စေခြင်းနဲ့ပုံစံအတိုင်းသာ ဖြစ်သွားမှာဖြစ်တယ်လို့ CIO ကလည်းဘူထိန်းချုပ်မှုအပြည့်အဝရှိနေတဲ့ token တစ်ခုဖြစ်နေပါတယ်။ဒီလိုသတင်းတွေကြောင့် CIO ကဈေးကျမယ်လို့ထင်ရင်တော့လည်းမှားသွားပါလိမ့်မယ်။ Grand Pine နဲ့ media လုပ်ငန်းစုတစ်ခုဖြစ်တဲ့ TMTG Trend Media ရဲ့ technology group ကတော့ crypto.com နဲ့ပူးပေါင်းပြီးတော့ EDF ထုတ်ဖို့စီစဉ်နေကြောင်းကြေညာလိုက်တဲ့သတင်းကြောင့်24နာရီအတွင်းမှာတင်မဲ30ရာခိုင်နှုန်းအထိဈေးတက်လာခဲ့ပြီးအခုအချိန်မှာတော့0.1ဒေါ်လာဝန်းကျင်မှာဈေးပေါက်နေပါတယ်။ Trading Volume ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒေါ်လာ20သက်တန်းကနေဒေါ်လာ126တန်းအထိတိုးတက်လာခဲ့တာကြောင့် Trump effect ကအတော်လေးကြီးနေပုံရပါတယ်။80ဘီလီယံအထိရှိတဲ့ CRO တွေ supply နဲ့ပြန်ရောက်လာပြီးမှ TMTG နဲ့ crypto token တို့ပူးပေါင်းမှုကိုကြေညာခဲ့တာကလည်း ကြားထဲမှာဆက်ဆက်မှုတွေရှိနေမလားဆိုပြီးတော့မေကွန်းထုတ်မှုတွေရှိနေပြန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရစီဝင်ရောက်ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ